အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Eco Project ကို တာဝန်ယူထားတဲ့အဖွဲ့ဝင်ကြီးပဲဖြစ်ပါတယ်ရှင်ကျမ Project လေးမှာ Kelly 45 Saturn 44 Jupiter 39 Kevin 40 Rugger 30 GG 04 NS 37 407 1040တို့ပဲပါဝင်ကြပါတယ်ရှင်ကျမ Eco ဒီချေကတော့ T820 ပဲဖြစ်ပါတယ်ရှင်ပထမဦးစွာအတက်စမီရဲ့အကြောင်းကိုပြောပြသွားပါမယ်ရှင် အတန်စမစ်ကို1923ခုနှစ်ဇွန်လ9ရက်နေ့မှာ စကော့တလန်နိုင်ငံခွန်ပါတီမြို့မှာဖခင်ဝီလျံစမစ်နဲ့မိခင်အီမာဂရက်ဒေါကလီတို့ကမွေးဖွားခဲ့တယ်။ဖခင်အားဆိုရင်စီးပွားရေးနှင့်အခွင့်အရေးအတိုင်းရှိသူတအူဖြစ်ပြီး သူ့ကိုမမွေးခင်ကလေးကကွယ်လွန်သွားခဲ့တယ်။မိခင်ကသူ့ကိုတဦးတည်းသာမွေးမြူခဲ့တယ်။သူမကဆိုရင်အတန်စမစ်ကိုပညာရေးအလွန်အရေးထားသူဖြစ်ပြီးရောသူ့ကိုပညာသင်ယူရာကိုအားထားစေခဲ့ပါ යි ။ပညာရေးရာဆိုရင်အတန်စမစ်ဟာအသက်၄ဝန်းကျင်ဝန်းကျင်တွင် Glasgow University ပညာကိုသင်ယူခဲ့ပါတယ်။ ထင်ရှားရစီရတဲ့ဘူးဖြစ်တဲ့ဖက်ချက်ဟာချက်စစ်ထမ်းမှာကုကျင်တရားအတင်းချာနေလူမှုကျင်းဝတ်တွေကိုလည်းတည်ယူခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့1940ခုနှစ်တွင် Oxford University Balliol College တွင်ပညာရှိပုခဲ့တယ်။ အတက်စမီယာဆိုရင် ငေဘဝကလေးကတတစေအနေဖြင့်အတွေ့အခေါ်နှဆိုင်သူဖြစ်တယ်။အခြားကလေးများနှင့်မတူဘဲနဲ့ဆရာများသိပ္ပံပညာရှင်များနှင့်မိမြတ်လေးရှိသူဖြစ်ပြီးရောဆောက်ဖက်ခြင်းနှင့်စီးပွားရေးတွေးခေါ်များကိုလည်းစိတ်ဝင်စားသူတစ်ယောက်ဖြစ်ပါတယ်။အတက်စမီရဲ့ငေဘဝကြီးတယောက်မှအကြောင်းကိုပြပြသွားပါမရှင်။သူမိခင်ကသူ့ကိုပညာရေးအပေါ်အားထားစီမှုကြောင့်စီးပွားရေးနှင့်သူတည်တနာလောကမှာထင်ရှားလာခဲ့သည် အော့စ်ဖို့မှာလေတွေ့ခဲ့ရရေးအုပ်ချုပ်မှုစနစ်များပညာရေးနေကြမှုများဆိုရင်သူ့ရဲ့စီးပွားရေးတွေးခေါ်များကို အထူးရောက်ဆုံးလိလာရင်ဆက်တင်စီရေး ဒက်စမစ်ဟာတသက်လုံးအိမ်တော်ပြုခဲ့ခြင်းမရှိခဲ့ပါဘူး။သူ့အသက်တာအတွင်းမှာလက်ထက်ချင်းတွေအချီးရည်နယ်ပယ်ရင်းနဲ့သက်ဆိုင်သောအမှတ်တမ်းများလည်းမရှိခဲ့ပါဘူး။သူ့အားဆိုရင်ပညာရေးတွေသူတည်တနာစီးပွားရေးအတွေ့အခေါ်ကြီးလည်းပုံမှန်အာရုံစိုက်သူတယောက်ဖြစ်ပါတယ်။တချို့သူတည်တနာပညာရှင်များကသူ့ကိုအလွန်တိတ်ဆိတ်သူလို့လည်းပြောကြတယ်။လူမှုရေးမှာလည်းပါဝင်မှုနှုန်းနည်းသူလို့လည်းဖော်ပြထားကြပါတယ်။ဟာမိခင်ဖြစ်သူမာဂရက်ဒေါကလင်းနေတသက်လုံးနေထိုင်ခဲ့ပါတယ်။ အဒမ်စမစ်သည်1990ခုနှစ်ဇူလိုင်လ19ရက်နေ့တွင်စကော့တလန်အက်ဒင်ပရိုက်တွင်တည်ဆုံခဲ့သည်တည်ဆုံမှုအကြောင်းအရတည်ဆုံချိန်တွင်အသက်69နှစ်ရှိခဲ့သည်နောက်နှစ်နောက်ဆုံးနှစ်များတွင် ကျမယေရှုချွေးမှုများဖြစ်ပေါ်လာခဲ့သည်အဓိကယောဂသည်တူလောင်မှုဆိုင်ရာယောဂအဆိုင်နှေးဆိုင်သောယောဂများဖြစ်နိုင်သည်သူတည်ဆုံမှုအထိစီးပွားရေးလူမှုရေး သူတည်တနာများကိုဆက်လက်လှုပ်ဆောင်နေခဲ့သည် နောက်ဆုံးနှစ်များသူမတိမီနှစ်များအတွင်သူ၏ကျွေးများကို ပေးဆက်ပြီးသူ၏စာပေများကိုစုစုနေခဲ့သည် သူ၏နောက်ဆုံးလအတွင်ကျမရေးဆွေးရလာပြီးအက်ဒင်ဘရိုက်တွင်အသက်ဆုံးလုပ်ခဲ့သည်အဒမ်စမစ်သည်တိတ်ဆုံးရှိရင်ဒီသူရဲ့စီးပွားရေးယူဆများကိုတံပိုးထားခဲ့ပြီးယနေ့အထိ Modern Economic ခေတ်သစ်စီးပွားရေးပညာဤအခြေခံကျသောပုံကိုယ်ဤတအုပ်အဖြစ်သတ်မှတ်ခံထားရသည် Adam Smith ၏အဓိကမြင်များလူကိုယ်တိုင်စိတ်ဝင်စားမှု set interest နှင့်အကျိုးတူမှု matrix material benefit to လွတ်လပ်သော equal free market နှင့်အမိလက် invisible hand 3အလုတ်ခွဲခြားမှု division wobbler smith ၏အမြင်များသည်ယနေ့ခပရဇန်တံပိုးရှာစည်းပွားရေးစနစ်၏အခြေခံကျသောအချက်များဖြစ်ပြီးလိုလက်သောဈေးကွက်စနစ်နှင့်ကုန်ထုတ်ဆွမ်းအမြင့်ခြင်းတို့တွင်မပြုတ်မပြည့်အရေးပါသည် ဘောဂဗေဒသည်လူမှုရေးသိပ္ပံဘာသာရေးတစ်ခုဖြစ်ပြီးကုန်စည်နှင့်ဝန်ဆောင်မှုများထုတ်လုပ်မှုတုံ့ဆွဲမှုနှင့်ပြန်ပြမှုတို့ကိုဖော်ပြခြင်းနှင့်ခွဲခြားသိပ္ပံခြင်းပြုလုပ်သောဘာသာရေးဖြစ်သည်ဘောဂဗေဒဘာသာရေးသည်စီးပွားရေးအင်အားစုများနှင့်ပြုမှုဆောင်ရွက်ပုံအရှင်းချင်းဆက်နွယ်ပုံစီးပွားရေးမိတို့မိပုံအလုပ်လုပ်သည့်ကိုအယုံစုစိုက်လေ့လာသည့်ပညာရေးဖြစ်သည် မိုက်ခရိုဘောဂပီယာဘာတာရဲ့ဒီစီးပွားရေးအင်အားစုတစ်ခုရှင်းစီနှင့်ဈေးကွက်၎င်းတို့၏အရှင်ရှင်းဆက်နွယ်မှုဆက်နွယ်မှုနှင့်ဖြစ်ပေါ်လာသောရလက်အဆရှိသောစီးပွားရေး၏အခြေခံအစိပ်ပိုင်းများကိုလေ့လာသည့်စီးပွားရေးအင်အားစုများတွင်ဥပမာအားဖြင့်အိမ်တော်စုများလုပ်ငန်းစုများဝယ်သူများနှင့်ရောင်းသူများပါဝင်နိုင်သည့်မက်ခရိုဘောဂပီတာဘာသာရဲ၌စီးပွားရေးတခုလုံးအတိတ်ပင်ဖွင့်ရလင်စုစုပေါင်းထုတ်လုပ်မှုစားသုံးမှုစုဆောင်မှုနှင့်ရင်းနှီးမြှုပ်နှံမှု နှင့်၎င်းအားတယောက်တယောက်မှုရှိစေသော အရင်အမြင့်များ အသုံးမချနိုင်ခြင်းလောက်အားရင်းနှီးနှင့်မြေငွေရေးငွေကြေးရေးဖောင်းပွားခြင်းစီးပွားရေးတိုးတက်မှုနှင့်ထူပြဿနာများကို ဖြေရှင်းရန်ကြိုးစားသော အများပြည်သူဆိုင်ရာ policy များငွေကြေးအခွန်ဘဏ္ဍာရေးအရှာပေါ်လည်စီများကို စာတီတို့ကို လေးလာသည့်ဘောဂဗီတာပါတာရဲ့အတွင်တခြားထင်ရှားသောကွဲပြားမှုများမှာ မိတို့ရှိသည်ကိုဖော်ပြသောအရှိတရားဘောဂဗီရာနှင့်မိတို့ဖြစ်တင်သည်ဖော်ပြသည်စံပြဘောဂဗီရာအကြာကွဲပြားမှုဘောဂဗီရာသီအိုရီများနှင့်အတုံးချဘောဂဗီရာအကြာကွဲပြားမှုစင်ကြယ်မှုဘောဂဗီရာနှင့်အပြုမှုဆိုင်ရာဘောဂဗီရာအကြာခွဲကွဲပြားမှု ခေရစီကြောင့်ဘောဂဗီရာနှင့်အများနှင့်ဆန့်ကျင်သောဘောဂဗီရာအကြာကွဲပြားမှုစသည်တို့ဖြစ်ကြသည် ပေါ်ကပြရပဒရရမှာဆိုလို့ရှိရင်အကြံဖြင့်အဖြစ်မိသားစုစီမံခန့်ခွဲခြင်းကုန်စည်နှင်းဝန်ဆောင်မှုတွေကိုဘယ်လိုထုတ်လုပ်ပြီးဘယ်လိုခွဲဝေအသုံးပြုကြမလဲဆိုတာကိုလေ့လာရပါမယ်။ သူတို့ရဲ့လူဝင်စင်နာတွေအများဆုံးဖြစ်ဆွေးရတဲ့အတွက်အကန့်အသတ်နဲ့သာရရှိနိုင်တဲ့ထုတ်လုပ်မှုအရင်းအမြစ်တွေကိုဘယ်လိုစီမံခန့်ခွဲလဲဆိုတာလေ့လာရပါမယ်။သူတို့ရဲ့အပြုအမူတွေလေ့လာခြင်း behaviorality ကိုနောက်မယ်စီးပွားတစ်ခုချင်းကိုလေ့လာခြင်း microeconomics စီးပွားရေးအဆောက်အုံတစ်ခုလုံးရဲ့စီးပွားရေးဆိုင်ရာအပြုအမူတွေလေ့လာပါမယ်။နိုင်ငံတစ်ခုနဲ့တစ်ခုစီးပွားရေးဆိုင်ရာဆက်သွယ်မှုတွေလေ့လာလေ့လာရပါမယ်။ international economics စသည်တို့ပါဝင်ချပါတယ်။ဒီမှာဆိုရင်လူအများစုကကြီးပွားထင်တာချင်းကြပါတယ်။အကောင်းဆုံးသောယင်းမျိုးလုံးမှုတွေလုံနိုင်ဖို့အတွက်ဘောကပြရာ ေးလာဖို့အတွက်လိုအပ်ပါလိမ့်မယ်။ပေါ်ကဗီဒီယိုလေးလာခြင်းအပြင်နိုင်ငံတကာနိုင်ငံရဲ့စီးပွားတစ်ခုတင်မကားတနိုင်ငံလုံးနဲ့ဆိုင်တဲ့စီးပွားရေးအမြင်တွေဝါထူးတက်စေနိုင်ပါတယ်။အထူးသဖြင့်ယခုလိုမျိုးအချိန်မျိုးစီးပွားရေးကြက်တဲမှုတွေအများဆုံးကြုံနေရတဲ့အချိန်မျိုးမှာကမ္ဘာရဲ့စီးပွားရေးအခြေအနေကိုပုံမသိရှိဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့မျိုးလူငယ်တွေဘယ်နဲ့ပဲဝက်လက်ရှာနေပါစေပေါကပြရာကိုအခြေခံအနေလေ့လာဖို့အတွက်ထပ်တွန်းလိုက်ပါတယ်။ ားတို့ Digital Eco အဖွဲ့ရနေပြီးရော Digital 44 Digital 45 Digital 30 Digital 40 Digital 30 Digital 04 Digital 30 Save Digital 07 Digital 40တို့ပဲပါဝင်ကြပါရဲ့ရှင်။ကျမတို့ရဲ့ project လေးကိုကြီးစုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အမားပါသွားရင်လည်းတောင်းပန်ပါတယ်ရှင်။